ဘွားရဲ့ profile ဆက်ကောင်းတဲ့နေရာတောင်း EOD ဘဏ်ရဲ့ MP credit card နဲ့ဖြတ်သားလိုက်ပါ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလို့ဒီနေ့တော့တူတူနဲ့ထားနိုင်တယ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှာကုမ္ပဏီမှတ်ပုံတင်ခြင်းကိုအရင်ကျပ်30သိန်းကနေ9သိန်းကိုလျှော့ချသတ်မှတ်ပြီးမှတ်ပုံတင်ခွင့်ပြုမယ်လို့သိရပါဗျ။ကုမ္ပဏီတွေနဲ့ပတ်သက်ပြီးဖြေလျှော့မှုတွေကိုဩဂတ်2ရက်ညနေ4:00နာရီခွဲမှာပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုပေးခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဆက်လင်းတဲ့သတင်းစာရှင်းလင်းပွဲမှာညွန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးကပြောခဲ့ပါဗျ။ဒီတော့ကကုမ္ပဏီမှတ်ပုံတင်တဲ့ကမ္ဘာအနေနဲ့ငွေကြေးပမာဏလျှော့ချပေးမယ်။ကုမ္ပဏီမှတ်ပုံတင်ခြင်းညနေ နော်ဆယ်လေးဆယ်လေးကိုဘုတမချောချမယ်ငါးသိန်းပေါ့နော်ငါးသိန်းဆိုတော့ကျွန်တော်တို့ဝေကိုကြီးကြတဲ့အပိုင်းမှာလေကိုမီဆောင်ဖို့အတွက်ကိုတပတ်လောက်ဈေးသက်သာသွားတဲ့နေတာကျွန်တော်တို့ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ချို့ဒိုကူမန့်တွေကြောင့်ထပ်ချော်ပေးလိုက်တယ်ဥပမာအဖြစ်ကျွန်တော်တို့ကုမ္ပဏီလာပတ်ဖို့တင်တဲ့ကမ္ဘာအာဂျက်စကန်ကနေပေါ့ဒါကကောင်းမွန်ဆုံးထောက်ခံချက်တွေယူလာမယ်နောက်ဘုရားသစ္စာရပါတာဒီပုံဒီပုံကရက်ွက်တပါမှတ်တကယ်နေရာကြောင်းထောက်မှတ်နေနေယူလာမယ်ဆိုတဲ့ဒါမျိုးတွေပေါ့ဒါမျိုးတွေကျွန်တော်တို့ကမတော်တော့ အစိုးရတက်လက်ထက်မှာပြန်လည်ဖွဲ့စည်းလိုက်တဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ကုမ္ပဏီတွေမှတ်ပုံတင်လျှောက်ထားပြီးခွင့်ပြုချက်ချထားပေးရမှာသက်ဆိုင်ရာနယ်ပယ်ကဝန်ကြီးဌာနတွေနဲ့ချိတ်ဆက်ညှိနှိုင်းပြီးခွင့်ပြုချက်ချပေးနေတယ်လို့သတင်းစာရှင်းလင်းပွဲကနေသိရပါဗျ။ယင်းနှိမ့်မြုံနံမှုလုပ်ငန်းတွေကိုစီစစ်ခွင့်ပြုပေးရမှာအလုတ်ကင်တင်များဖန်တီးပေးနိုင်မှုအမျိုးသားဝင်ဝင်နဲ့အခွန်တိုးတက်ရရှိနိုင်မှု ပဝင်းကျင်ထိခိုက်မှုနဲ့လူမှုရေးထိခိုက်မှုထိမ့်သိမ်းကာကွယ်ရေးဆောင်ရွက်မှုအစီအမံတွေတာဝန်ယူမှုရှိတဲ့ယင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနဲ့တီဇဲဥပဒေတွေကိုလိုက်နာမှုစတဲ့အချက်တွေပေါ်မူတည်ပြီးစီစစ်ခွင့်ပြုလျက်ရှိတယ်လို့သိရပါဗျ။